မြက်ကမှန်တွေဟာတင့်ကိုကြည်လို့လှစေပြီးတော့အမြင်အယုံကိုလည်းကြည်လင်စေပါတယ်မြက်ကမှန်ကိုအခုမှအသုံးပြုမဲ့သူဆိုရင်တော့သူတို့ကိုကင်တွယ်ခြင်းနဲ့တတ်ဆင်ခြင်းမှာဒုက္ခရောက်နိုင်ပါတယ်နော်တင့်မျက်လုံးတွေကိုအကျင့်ရစေဖို့အချိန်နှဲငယ်လိုအပ်မှာဖြစ်ပြီးတော့တိတ်မကြခင်မှာပဲတတ်ထားတယ်ဆိုတာတောင်သတိရတော့မှာမဟုတ်ပါဘူးဒီဗီဒီယိုလေးထဲမှာတော့မြက်ကမှန်စတင်တတ်သူတွေအတွက်ဆောင်ရွက်ဆောင်ရွက်တွေကိုပြောပြပေးသွားပါမယ်နော်မြက်ကမှန်တတ်ခြင်း ဆက်ဆံခြင်းမှာတော့မျက်ကပ်မှန်တက်ချင်းချွတ်ချင်းတွေဟာရှုပ်ထွေးတဲ့ရောင်နဲ့ထင်ရမှာဖြစ်ပါတယ်။မျက်လုံးကိုထိရမှာအနည်းငယ်ကြမ်းတမ်းနေနိုင်မှာသေးတယ်။နောက်ပိုင်းမှာတော့မျက်ကပ်မှန်တက်ထားခြင်းဟာသွားတိုက်ရသလိုမျိုးလွဲကူလာမှာဖြစ်ပါတယ်။လွဲကူစွာတက်ဆင်နိုင်မှုတဆင့်မီတဆင့်ဖော်ပြထားတဲ့လမ်းညွှန်ချက်တွေကိုလည်းကြည့်တင်ပါတယ်နော်။မျက်စိတစ်ဖက်ကနေပဲအမြဲစတင်ပါဒါဆိုရင်တော့ရောနေတာမျိုးတွေဖြစ်မှာမဟုတ်တော့ပါဘူး ။မြက်ကတ်မှန်တက်တဲ့တငယ်ချင်းရှိပါသလား။ဒါဆိုသူတို့ကိုမြက်ကတ်မှန်ဘလို့တက်ရလဲဆိုတာကိုပြောပြရင်တင်းအတွက်လဲကူနိုင်ပါတယ်နော်။အကြံဉာဏ်တွေပုံမရရှိစေဖို့နဲ့ဘလို့တက်ရတယ်ဆိုတာကိုသိရှိဖို့မျက်စိစမ်းဌာနကိုတွားရောက်တင်ပါတယ်နော်။လုံးတင်တဲ့အကျင့်ကောင်းတွေကတင်းမျက်စိကိုနေ့စဉ်စစ်ဆေးတင်ပြီးတော့ပြောပြပေးမယ့်အချက်တွေကိုလည်းမေးမြန်းတင်ပါတယ်။မျက်လုံးထဲမှာဘလို့နေလဲ။ဝတ်ထားရတဲ့အခါမျက်လုံးကိုကြည့်ရတာဘလို့နေလဲ။တေချာမြင်ရဲ့လား။ တိမျက်လုံးဒါမှမဟုတ်မျက်ကပ်မှန်ကိုမထိခင်မှာလက်တွေကိုတေးချစာဆေးကြောတန့်စင်ပြီးတော့တန့်ရှင်းတဲ့အဝတ်နဲ့လက်တွေကိုခြောက်သွေ့အောင်တုပ်ပါမျက်လုံးကိုမပုတ်သိမ့်ပါဘူးเนาะမစင်းစားပဲမျက်လုံးကိုထိဖို့ကလွယ်ကူပေမဲ့လက်ကအမိုက်တွေနဲ့အစီတွေကိုတော့မျက်လုံးနဲ့ဝင်စီခြင်းမှာမဟုတ်ပါဘူးเนาะဒီကွေတန့်ရှင်းမှုကိုဦးစားပေးသင့်ပါတယ်မျက်ကပ်မှန်နဲ့မျက်ကပ်မှန်ထည့်ထားတဲ့ဘူးတွေကိုအကြံပေးချက်အတိုင်းပဲတန့်စင်ပြီးပုတ်သက်သင့်ပါတယ် ညက်ကမှန်ဒါမှမဟုတ်ထည့်ထားတဲ့ဘူးကိုရေပိုက်ကလာတဲ့ရေနဲ့မစေးသင့်ပါဘူးနော်ပြန်တက်နိုင်တဲ့ညက်ကမှန်တွေကိုတန့်ရှင်းဖို့နဲ့ဂရုစိုက်ဖို့ဆိုရင်ပြောပြပေးမယ့်အချက်တွေကိုလိုက်နာသင့်ပါတယ်မျက်စိဆရာဝန်ရဲ့ညွှန်ကြားချက်အတိုင်းမျက်ကပ်မှန်တွေကိုလဲဖို့အစီအစဉ်ကိုလည်းလိုက်နာသင့်ပါတယ်နော် တင်မျက်စိဆရာဝန်ရဲ့ညွှန်ကြားချက်ထက် အချိန်ပိုကြာပြီးတော့မျက်ကပ်မှန်ကိုဝတ်ဆင်ခြင်းမပြုလုပ်သင့်ပါဘူးနော်နောက်တစ်ခုကမျက်လုံးထဲမှာတက်ထားတဲ့မျက်ကပ်မှန်ကိုခန်းစားမိပါသလားမျက်ကပ်မှန်ဟာမှန်မှန်ကန်တဲ့နေရာမှာရှိမနေဘူးဆိုရင်တက်ထားရကြောင်းတိတာစွာခန်းစားနေရမှာမဟုတ်ပါဘူးထပ်ပြီးစစ်ဆေးဖို့ပြောပြပေးမယ့်အချက်တွေကိုလေ့လာကြည့်ပါနော်မျက်ကပ်မှန်ကိုမှန်ကန်စွာတက်ထားရဲ့လားကြောင်းမြန်တက်ထားတာမျိုးဆိုရင် ပုံမှန်မဟုတ်တလို့ခန်းစားရနိုင်ပါတယ်ဒါကိုသိရှိစေဖို့မျက်ကပ်မှန်ကိုလက်ထိပ်ပေါ်တင်ပြီးတော့အလင်းရောင်ကိုခန်းကြည့်သင့်ပါတယ်တက ခဲ့လို့ချောင်းမိုးရဲ့အနာတက်ပါတဲ့ခွက်လိုမျိုးပုံစံကိုမြင်ရတဲ့ဆိုရင်တော့တက်ဖို့အဆင်သင့်ဖြစ်နေပါပြီ။နောက်တစ်ခုကမျက်တောင်တွေအမိုက်တွေကမျက်ကပ်မှန်ပေါ်မှာရှိနေပါသလား။တန့်ရှင်းချောက်သွေးတဲ့လက်နဲ့ဖွင့်ထားတဲ့မျက်စိအလေကိုမျက်ကပ်မှန်ကိုတက်တင်ပြီးတော့အပေါ်နဲ့အောက်ပိုင်းကိုဖိကလက်နှစ်ချောင်းနဲ့မျက်ကပ်မှန်ကိုပြန်လည်ထုတ်ယူနိုင်ပါတယ်နော်။နောက်တစ်ခုကမျက်ကပ်မှန်ပြက်စီးနေပါသလား။မျက်ကပ်မှန်ကွဲနေခြင်းပြဲနေခြင်းတွေဟာတင်းမျက်လုံးကိုရောင်ရမ်းစေပါတယ်။ တကယ်လို့မြက်ကမှန်ပြဲနေတဲ့ထင်လက်စီအချောက်ခံပြီးတော့အစ်စ်တစ်ခုနဲ့လဲလဲတင်ပါတယ်နော်နောက်တစ်ခုကမျက်လုံးတွေခြောက်တွေ့နေပါသလားလူအများစုကအေးပေးစာဖုန်းမီးခိုဒါမှမဟုတ်ကွန်ပျူတာအလွန်ကြည့်ခြင်းကြောင့်မျက်လုံးတွေခြောက်တွေ့တယ်လို့ထင်ကြပါတယ်ပြောပြပေးမယ့်အချက်တွေကတော့မျက်ကမှန်တက်နေတဲ့သူတွေကိုကူညီပေးနိုင်ပါတယ်နော်။မျက်ရည်တူတွေကိုဆရာဝန်ညွှန်ကြားချက်အတိုင်းအသုံးပြုပြီးတော့မျက်လုံးကိုရေတက်ဖြစ်ပေးနိုင်ပါတယ်။ ကိုခန္ဓာရေဓာတ်ဖြည့်တင်းဖို့ရေအမြောက်များလည်းတောက်တင်ပါတယ်နော်မျက်တောင်မကြာခန္ဓာခတ်တင်ပါတယ်မျက်လုံးအတွင်းကရေဓာတ်ထိန်းပေးတဲ့အလွှာတလွှာကျန်နေစီဖို့ပဲဖြစ်ပါတယ်အထူးသဖြင့်ကွန်ပျူတာဒါမှမဟုတ် TV ကြည့်နေတဲ့အချိန်မျိုးတွေမှာပြုလုပ်တင်ပါတယ်နော် ရေဓာတ်ကိုထိန်းသိမ်းပေးဖို့ရည်ရွယ်ပြီးထုတ်ထားတဲ့မျက်ကပ်မှန်တွေကိုတက်တင်ပါတယ်လို့ပြောကြရင်းနဲ့ပဲဗီဒီယိုလေးကိုအဆုံးသတ်လိုက်ပါတယ်ရှင်အားလုံးပဲနေကောင်းကြပါစေနော်